ဂါဇာမှာရှိတဲ့အစ္စရေးတစားကန်တွေပြန်လွတ်လာရေးကိုအားပေးဆောင်ရွက်နေတဲ့အဖွဲ့ကဒေသရင်ငြိမ်းချမ်းရေးရအောင်စိတ်ပိုင်းဖြတ်ထားတဲ့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကိုငြိမ်းချမ်းရေးနိုဘယ်ဆုပေးရဖို့အော်တိုဝါ6ရက်မှာတောင်းဆိုလိုက်ပါတယ်။နော်ဝေးနိုဘယ်ကော်မတီထံပေးဖို့တောင်းဆိုတဲ့စာရင်းမှာ၎င်းအဖွဲ့ကအများစုကမဖြစ်နိုင်လို့ပြောတဲ့အရာကိုထရမ့်ကဖြစ်နိုင်အောင်လုပ်ပြခဲ့တယ်လို့ဆိုထားပါတယ်။ ဒေါ်နယ်ထရမ့်ကိုနိုဘယ်ငြိမ်းချမ်းရေးဆုချီးမြှင့်ဖို့အလေးနက်တောင်းဆိုပါရယ်။ဘာလို့လဲဆိုတော့သူဟာနောက်ဆုံးတစားကဲအိမ်ပြန်ရောက်မလာတဲ့၍သူ့ရဲ့ကြိုးပမ်းမှုကိုရပ်လိုက်မှာမဟုတ်ဘူးလို့ဆုံးဖြတ်ထားလို့ပါပဲ။အခုတစ်နှစ်ထဲမှာဘယ်ကောင်းဆောင်ဘယ်အဖွဲ့အစည်းကမှထရမ့်ထက်ပိုပြီးကဘာကြီးငြိမ်းချမ်းရေးအတွက်စွမ်းဆောင်ခဲ့တာမျိုးမရှိဘူးလို့၎င်းဖွဲ့ကထောက်ပြခဲ့ပါရယ်။အော်တိုဝါ6ရက်မှာအီဂျစ်မှာအစ္စရေးဟာမတ်ဆွေးနွေးမှုစတင်ဖို့ဆဲဆဲ ကောင်းဖွဲ့ရဲ့တောင်းဆိုချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။ထရမ့်ကိုရိုင်းကလည်းငြိမ်းချမ်းနိုဝဲဆိုကို၎င်းများတင်နေလို့လူသိရှင်ကြားပြောဆိုထားပြီးဖြစ်ပါတယ်။